ိုင်းနိုင်ငံနဲ့နယ်နိမိတ်တိုင်းတာချင်းအပအဝင်မြေချောင်းတွေအတွင်းသွားလာရင်မြေချောင်းရဲ့အုံချခြင်းတွေအတွက်မြန်မာထိုင်းပိုရဲနယ်နိမိတ်ကော်မတီဖွဲ့စည်းလိုက်တယ်လို့မြန်မာနိုင်ငံပြန်တမ်းမှာဖော်ပြထားပါတယ်ဒီကော်မတီမှာနိုင်ငံရေးဝန်ကြီးဌာနဒုဝန်ကြီးကဥက္ကဋ္ဌအဖြစ်တာဝန်ယူမှာဖြစ်ပြီးအတွင်းရေးမှုအဖြစ်နိုင်ငံသားရေးဝန်ကြီးဌာနကောင်စစ်ရေးရနဲ့ဥပဒေရေးရအုပ်စိုးဌာနနယ်နိမိတ်ဌာနကညွှန်ကြားရေးမှုကတာဝန်ယူမှာဖြစ်ပါတယ် အဖွဲ့ဝင်တွေအဖြစ်ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာတပ်အမတ်ကောင်ဝေးဝင်ကြီးဌာနကောင်ဝေးဦးစည်းချုပ်ရုံးရှိရေတပ်ပင်မတိုင်းတားရေးတပ်ကတပ်မိုးပြည်ရင်းဝင်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစည်းဌာနကညွှန်ကြားရေးမှူးချုပ်အပါအဝင်အဖွဲ့ဝင်16ဦးနဲ့ဖွဲ့စည်းမယ်လို့သိရပါတယ်မြန်မာတိုင်းပိုရဲနယ်နိမိတ်ကော်မတီမှာမြန်မာတိုင်းနယ်နိမိတ်တိုင်းတာတပ်မတ်ရေးညချောင်းရီအတုံးချရီညချောင်းအတွင်သွာလာရီတို့နဲ့ပတ်သက်ပြီးနှစ်နိုင်ငံအခြေခံသဘောတူညီချက်တွင်ရရှိရေးအတွက်နီလန်းရှောက်ဖွေရေးကိစ္စတို့ကိုတာဝန်ယူဆောင်ရွက်ဖို့ ထိုင်းဆိုရကိုယ်စားလှယ်အဖွဲ့နဲ့ညှိနှိုင်းရရှိမှုတွေကိုအခြေပြုပြီးနန္ဒမိတ်သတ်မှတ်တာမြေချောင်းပြည်အုံချတာမြေချောင်းအတွင်းသွာလာတာတွေနဲ့ပတ်သက်ပြီးနှစ်နိုင်ငံအခြေခံသဘောတူညီချက်တွေရရှိရဲ့အတွက်နေလန်းတွေရှာဖွေရမှာလိုင်းနာရမယ့်လှုပ်ထုံးလုပ်နည်းတွေချမှတ်ဖို့နန္ဒမိတ်တွေတိုင်းတာသတ်မှတ်ရေးနဲ့ပတ်သက်ပြီးနန္ဒမိတ်စာချုပ်တွေရေးဆွဲချုပ်ဆိုနိုင်တဲ့အထက်လုပ်ငန်းကိစ္စအဝဝကိုတာဝန်ယူဆောင်ရွက်ဖို့စတာတွေပါဝင်နေလို့သိရပါတယ်